ရှမတဲ့အခန်းကြီး6မစိုးရင်ကြနဲ့ရှေရှုကကဲတင်ရှင်ဖျားသခင်ရဲ့တားတော်ဝါအံအောဖွင့်များစွာကိုလည်းပြတတ်ခဲ့ပြီးတော့ဖျားသခင်ရဲ့ချစ်ချင်းကိုလူတွေကိုပြောပြတယ်မုံတိုင်းတွေကိုငြိမ်သက်စေတယ်အနာရောဂါများကိုငြိမ်စေတဲ့ဖျားဖြစ်ပါတယ်တနေ့မှာယေရှုကတရားချနေတယ်လူထောင်ပေါင်းများစွာကိုလူတယောက်ထွက်လာပြီးတော့ငါ့ကိုငွေပေးပါညှောလင်းချက်နဲ့တောင်းတယ်ယေရှုကဒီမှာမိတ်ဆွေ ငါတို့ကမြေကြီးပေါ်မှာဘန္နာကိုစုနေတာမဟုတ်ဘူး။ကောင်းကင်ပေါ်မှာဘန္နာကိုစုရမှာဖြစ်တယ်။တပည့်တော်တွေဘက်ကိုလှည့်ပြီးတော့ပဲ။ဒါကြောင့်လို့မိတ်ဆွေသင်တို့စိုးရင်ချင်းအဖြစ်သင်တို့ရဲ့အသက်ကိုရှေးစင်နိုင်လို့လား။အဘယ်တို့စားတော့ရမီဟုမစိုးရင်ကြနဲ့။အဘယ်တို့ဝတ်ရမီကိုလည်းမစိုးရင်ကြပါနဲ့။အစာထက်အသက်မြတ်တယ်မဟုတ်တော့အဝတ်ထက်ကိုမြတ်တယ်။ဟိုမှာကြင်ငှက်တွေကိုသူတို့ဘယ်လိုစားရမလဲဘယ်လိုတောက်ရမလဲဆိုတော့မစိုးရင်ကြဘူး။စပကြီးလည်းမရှိပါဘူး။ ဒါပေမဲ့ကောင်းကင်ဘုံ၌ရှိတဲ့အဖကသူတို့ကိုနှိမ့်စင်တဲ့အမြကျွေးတယ်။ဒီလိုကျွေးမွေးနေတာဟာစင်ကျင်မှုဖြစ်တယ်။ဒါပေမဲ့တင်းတို့ရဲ့အတ္တကစိုးရင်ချင်းအဖြစ်တင်းတို့ရဲ့အတ္တရှိစင်နိုင်လို့လား။ဒီမှာကြည့်ပါတောင်းနှင်းပင်တွေကိုလည်းဒီတောင်းနှင်းပင်တွေကလည်းသူတို့ဘာမှမလောက်ကြပါဘူး။ဒါပေမဲ့သူတို့ကဆိုလမုန်မင်းကြီးအဝတ်ထက်တောင်မှမြတ်တယ်လို့ချမ်းဆောင်ကပြောတယ်မဟုတ်ဘူးလား။ ဒီမှာကြည့်တောင်းနင်းပင်တွေကသူ့အလေးအကျပေါက်ရောက်တယ်ဆိုပြီးမှဘုရားသခင်ဖန်ဆင်းထားတာဖြစ်တယ်။ဒါပေမဲ့ဒီတောင်းနင်းပင်ကတော့ဘုရားသခင်ကယူဆိုင်လို့ရှိရင်တင့်ကိုဘွားဖြစ်လို့ကယူမဆိုင်ရမှာလဲမဟုတ်ဘူးလား။ဟုတ်ပါတယ်။ဒါကြောင့်မလို့တင့်ရဲ့ရှိတဲ့အရာလေးတွေနဲ့ငါတို့ကောင်းကင်ဘုံမှာငွေကြီးတွေကိုစုစောင်းရမယ်။ငါတို့ရဲ့ချစ်ချင်းမေတ္တာကိုပြရမယ်။သူတပားကိုကူညီရမယ်။ဒါကကောင်းကင်ဘုံမှာစုဆောင်ထားတာဖြစ်တယ်။တင့်ဘာလုပ်ရမလဲဘာစားရမလဲမစိုးရိမ်ပါနဲ့။ ဒီမှာကောင်းကင်ဘုံမှာစုရဲဆိုတော့သူမြောက်ပေးကမ်းချင်းဖြစ်တယ်ကိုရှိတဲ့အရာကိုသူမြောက်ကိုကျွေးမွေးစောက်ရှောက်ချင်းဖြစ်တယ်ဒါကကောင်းကင်ဘုံမှာတင့်ရဲ့ဘန္နာကိုစုထားတာဖြစ်တယ်နော်ဒီကောင်းကင်ဘုံမှာတခိုးလဲခိုးလို့မရပါဘူးဘုံမွားလဲဖြက်စီးလို့မရပါဘူးဒီကောင်းကင်ဘုံမှာစုထားတဲ့အရာကမြေကြီးပေါ်မှာစုထားတဲ့အရာထက်အင်မတန်မှလုံခြုံစိတ်ချရပါတယ်။အရောက်စတဲ့ဖျားရှင်ကောင်းကြီးပေးပါစေ။အာမင်။